KR တိုင်းဒေသချင်းကြုံပြော့ခရိုင်ရေကြီးမြို့နယ်တိုက်စွန်းအောင်အင်းကျေးရွာရှိ2025-2026ခုနှစ်မိုးစပ်ပါပန်းနယ်အထွန်းနှုံးထွက်ရှိရေး GW11 50A ကစံပြဆိုင်ခင်အောင်ဒိုင်းဒေသချင်းဝန်ကြီးချုပ်ဦးတမောင်ဝင်းတဲ့တာဝန်ရှိသူများနဲ့အတူနိုဝင်ဘာလ18ရက်နေ့ညနေပိုင်းကတွားရောက်ကြည့်ရှုခဲ့ပြီးတောင်သူများပန်းနယ်အထွန်းနှုံးရောက်ရှိရေးရိတ်သိမ်းခြင်းနေလွင့်ဆုံးရှုံးမှုမရှိစေရေးစီဖူးလုံးမှုအတွက်စီးရွက်တင်နယ်များစိုက်ပျိုးနိုင်ရေးကိစ္စရပ်များကိုဆွေးနွေးမှကြားခဲ့ပါတယ်။ အဲဒီနောက်တိုင်းနေသားချင်းဝန်ကြီးချုပ်နဲ့အဖွဲ့ဟာရေချင်းမျိုးနဲ့ထွန်းကျွန်းစိတ်သားချင်းရွာအုပ်စုတော်ပြာရှော်ဖြူချောင်းချင်းရွာတိရိဓမ္မကျောင်းနိုင်ဆရာတော်အားဘုမျိုးချင်းညို့ပင်သာသနာ့ဆိုင်ရာကိစ္စရပ်များနဲ့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတင်းပြရောက်တာကလူဝဲဝိတ္ထုပြည်စင်များဆက်ကလူတန်းမာတဲ့ အဲဒီနောက်ဒေသခံပြည်သူများနဲ့တွေ့ဆုံပြီးဒိုင်းနေသာရေးဝန်ကြီးချုပ်ကဒဏ္ဍာရီအတွင်လန်ဒန်တိဆောက်ရေးလုပ်ငန်းများကိုဗန်နာနဲ့အလိုက်အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိပါကြောင်းဒဏ္ဍာရီအတွင်ရှိအခြေခံပညာကျောင်းပေါင်း200ကျော်မှပညာရေးဝန်ကြီးဌာနပြည်ထောင်စုရမုံငွေနဲ့အဆောင်များစောက်လုပ်ပေးလျက်ရှိပါကြောင်းတောင်သူများစိုက်ပျိုးရရှိဖို့အတွက်ဆယ်မျိုးများတူးဖော်ခြင်းလုပ်ငန်းများကိုလည်းရမုံငွေရရှိမှုအပေါ်မူတည်ပြီးအပိုင်းလိုက်ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ် ဆက်လက်ပြီးဒေသခံပြည်သူများကလိုအပ်တာများတင်ပြဆွေးနွေးခဲ့ရောင်းလမ်းမဆက်သွယ်ဝင်ကြီးလူမှုရောင်းဝင်ကြီးနဲ့ဌာနဆိုင်ရာတာဝန်ရှိသူများကကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီးတိုင်းဒေသကြီးဝင်ကြီးချုပ်ကလိုအပ်တာများကိုဖိတ်ဆက်ဆွေးနွေးကညနေပောင်းဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။ ARD တိုင်းဒေသကြီးပသိမ်မြို့ပသိမ်ဟိုတယ်မှာဒီကနေ့မနက်ပိုင်းကဆန်ဆက်လုပ်ငန်းရှင်များ New Asia, TBC နဲ့ UAB ဘဏ်တို့ပူးပေါင်းပြီးစိုက်ပျိုးတောင်သူများအကျိုးဖြစ်တော်စေရေးဆွေးနွေးပွဲကိုပြုလုပ်ခဲ့အောင်ဒါနေသာကြီးဝန်ကြီးချုပ်ဦးတင်မ ဝင်က AR တိုင်းဒေတာကြီးဟောင်းစိုက်ပျိုးရေးမှုမြေလုပ်ငန်းများနဲ့ဆက်ဆံနေတဲ့လုပ်ငန်းများကိုအောင်မြင်အောင်ဆောင်ရွက်နေတဲ့တိုင်းဒေတာကြီးဖြစ်ပါကြောင်းတိုင်းဒေတာကြီးအတွင် export ဆောင်ဧကတသိန်းအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရေးဆောင်ရွက်လျက်ရှိပြီးလာရောက်ရင်းနှီးမြှုပ်နှံပြီး contract formation နဲ့ဆောင်ရွက်မဲ့လုပ်ငန်းများကိုလည်းခရိုင်အလိုက်ရထားမှုများပြုလုပ်ခဲ့ပါကြောင်းတိုင်းဒေတာကြီးရဲ့စံစဘာစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်အောင်မြင်စေဖို့အတွက်ပါဝင်ဆက်နွယ်ကြသူအလုံးကိုတက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ အဲဒီနောက်အခမ်းအနားဒုတိယပိုင်းကိုဆက်လက်ပြုလို့ရတောင်သူအကျိုးဖြစ်တော်စေဖို့အတွက်မျိုးစေ့ကုမ္ပဏီနဲ့ဆန်စက်လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်မှုများ UAB ဘဏ်နဲ့ပူးပေါင်းပြီး ecosystem financing ပုံစံအားရှင်းလင်းတင်ပြခြင်းခြေခွဲထွက်ရှိလာတဲ့စံမြအား TPC မှာစံပြန်လည်ဝယ်ယူပေးမဲ့လုပ်ငန်းစဉ်အားရှင်းလင်းတင်ပြခြင်းများပြုလုပ်ခဲ့ကြပြီးလုပ်ငန်းအမြင့်ဆုံးအကောင့်ထည့်ဖို့ရန်လိုအပ်တာများအားဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ဒီသတင်းကိုတော့ပသိမ်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်